။တမိုင်းတလျှောက်မြန်မာနိုင်ငံကငလင်တွေကိုပြန်ကြည့်လိုက်ရအောင်ပါ။1926ခုနှစ်မေလ9ရက်နေ့မှာပြင်အား9.3 Richter scale ရှိတဲ့ငလင်ဟာပဲခူးတိုင်းမုံညင်းဒေသမှာလှုပ်ခတ်သွားခဲ့ပါတယ်။အိမ်တွေပြိုကျခဲ့ပြီးတော့လူအယောက်90ခန့်သေဆုံးခဲ့ပါတယ်။ဒါတွေကရန်ကုန်အထိခံစားခဲ့ရပါတယ်။1930ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာတော့9.3 Richter scale ရှိတဲ့ငလင်ဟာ ပဲဂိုးရုံးမှ ပြင်းမနာမှလှုပ်ခတ်ခဲ့ပါတယ်။လူ900ကျော်တိတ်ဆုံးခဲ့ပြီးတော့အင်ချီများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။1946ခုနှစ်ဩဂတ်လ15ရက်နေ့မှာတော့9.3 Richter scale ရှိတဲ့ငလင်ဟာသခိုင်းတိုင်းမန္တလေးမြို့မြောက်ဘက်80ကီလိုမီတာအကွာမှာလှုပ်ခတ်ခဲ့ပါတယ်။လူ900ကျော်သေဆုံးခဲ့ပြီးတော့အင်ချီထောင်နဲ့ချီပြီးပြိုကျပျက်စီးခဲ့ရပါတယ်။ 1946ခုနှစ်မှာပဲစက်တင်ဘာလ12ရက်နေ့မှာပြင်းအား6.8 Richter scale ရှိတဲ့ငလင်ဟာသကိုင်းတိုင်းမန္တလေးမြို့မြောက်ဘက်မှာပဲတိုက်ခတ်ခဲ့ပါတယ်လူ100လောက်သေဆုံးခဲ့ပြီးတော့အရှိကဩဂတ်စ်လငလင်ကြောင့်ပျက်စီးခဲ့တဲ့ဒေသတွေမှာပဲထပ်မံပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒီငလင်ဟာတလအတွင်းမှာဖြစ်ပွားခဲ့တဲ့ငလင်ရဲ့ after shock ငလင်တစ်ခုဖြစ်ပါတယ် 1956ခုနှစ်ဇူလိုင်လ16ရက်နေ့မှာတော့ပြင်အား9ဒသမ1 Richard Scale ရှိတဲ့ငလင်ဟာသကိုင်းတိုင်းမန္တလေးမြို့အနီးမှာလှုပ်ခတ်သွားခဲ့ပါတယ်။လူ38ဦးသေဆုံးခဲ့ပြီးတော့မန္တလေးမှာရှိတဲ့ရှေးဟောင်းအဆောက်အုံတွေများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ခုနှစ်ဇူလိုင်လ8ရက်နေ့မှာတော့6ဒသမ5 Richard Scale ရှိတဲ့ငလင်ဟာပဲခူးတိုင်းပြည်မြို့အနီးမှာလှုပ်ခတ်ခဲ့ပါတယ်။ လူ၁၀ဦးသေဆုံးခဲ့ပြီးတော့အိမ်တွေပြိုကျပျက်စီးခဲ့ရပါတယ်။2021ခုနှစ်မတ်လ24ရက်နေ့မှာတော့ပြင်းအား6.8 Richter scale ရှိတဲ့ငလင်ဟာရှမ်းပြည်နယ်တာချီလိပ်မှာလှုပ်ခတ်သွားခဲ့ပြီးတော့လူ85ဦးသေဆုံးခဲ့ပါတယ်။လူ120တန်းရရှိခဲ့ပြီးတော့ထိုင်း၊လာအို၊ဗီယက်နမ်နဲ့မြန်မာမှာအင်ချီများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။2022ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာတော့ 6.8 Richter scale ရှိတဲ့ငလင်ဟာမော်ပြည်နယ်မော်လမြိုင်မြို့အနီးမှာလှုပ်ခတ်သွားခဲ့ပါတယ်။လူ26ဦးသေဆုံးခဲ့ပြီးတော့လူ200ကျော်ထဏ်ရခဲ့ပါတယ်။ဘန်ကောက်မြို့မှာပါခန်းစားခဲ့ရပါတယ်။2023ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာတော့ပြင်းအား9.8 Richter scale ရှိတဲ့ငလင်ဟာစကိုင်းတိုင်းကလေးမြို့အနီးမှာလှုပ်ခတ်ခဲ့ပြီးတော့လူ2ဦးသေဆုံးခဲ့ကအိမ်တွေပြိုကျပျက်စီးခဲ့ရပါတယ်။ ဒီငလင်းတွေအားလုံးကိုခြုံကြည့်မယ်ဆိုရင်အပြင်းထန်ဆုံးငလင်းက1930ဘကိုးရုံးမငလင်းဖြစ်ပြီးတော့9.3 Richter scale နဲ့လှုပ်ခတ်ခဲ့တာပါအသေးပြောက်အများဆုံးငလင်ကတော့1930ငလင် ဖြစ်ပြီးတော့လူ900ကျော်သေဆုံးခဲ့တဲ့ငလင်ဖြစ်ပါတယ်။နောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့2017တာချီလိတ်ငလင်ဖြစ်ပြီးတော့6.8 Richter scale နဲ့လှုပ်ခတ်ခဲ့တာပါ။